မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေဒီတစ်ခါတော့လူပုံရေးဆွဲခြင်းလက်ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါရစေ ပထမအဆင့်အနေနဲ့ပုံချမ်းကောက်ပါတယ်ဒါကတော့ဒုတိယအဆင့်ပုံစံထုတ်တာပါ ခုဆိုရင် ပုံကြောကိုရေးဆွဲပါပြီ မလို့တော့တဲ့ပုံဖန်းမြင်းများကိုဖြတ်ထုတ်လိုက်ပါမယ်အခုလဲကောက်ကြောင်းအလှလေးကိုကောက်ကြောင်းတိုင်းမဲထားပြီးလက်စားတက်လိုက်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ